ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ကွန်မိုစီဖြစ်ပါတယ်အဲကျွန်တော်ကဘာပြခြင်းလဲဆိုတော့ကျွန်တော်တို့နော်ရှင်မပြတ်တာပေါ့ရှင်မပြတ်တာကိုကျွန်တော်ပြင်လိုက်တဲ့အခါမှာကျွန်တော်မိုင်ဝေပိုင်းနဲ့အော်တိုပိုင်းနှစ်မျိုးရှိရပေါ့ကျွန်တော်တို့မိုင်ဝေပိုင်းကိုကြတော့တိတ်ထားပြီးတော့အော်တိုပိုင်းကိုမတိလို့ရှင်လည်းအဆင်မပြေဘူးပေါ့နော်ဒါဆိုကျွန်တော်တို့မိုင်ဝေပိုင်းကိုလိုက်တယ်မိုင်ဝေပိုင်းကလုံးဝမရတဲ့အခါကျွန်တော်တို့တွေပုံကိုတွတ်လောက်အောင်ဖြစ်ပါတယ်အဲ့ကျန်ကိုကလည်းပုံကိုတိထားမှရမယ်ပေါ့ ခုကကြတော့ကျွန်တော်တို့လို့ဖြစ်နေဆိုကျွန်တော်မန်ယူရဲ့ဘိုင်းကိုပဲလိုက်ထားတဲ့အတွက်အခြေအမပြတ်ဖို့ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကောင်းကန်နေတာကိုခြေမောက်ကိုစီးသွားလိမ့်တယ်လို့ပဲကျွန်တော်တို့အရာမရောက်ခဲ့ဘူးပေါ့နော်ပြောချင်တာတော့ဆက်ပြင်းနေကြောင်းချင်းလေးလာမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာနော်အော်တိုဘိုင်းရောမန်ယူရဲ့ဘိုင်းရောလေးလာမှာဖြစ်ပါတယ်ခုနောက်ပိုင်းကျတော့အော်တိုရဲ့ခက်စားလာတယ်ကျွန်တော်တို့တော့ကျတော့ယူယူဆက်တွေများပါတယ်အဲ့တော့ကျွန်တော်ရဲ့ ညီကိုတွေကိုဆရာလုပ်ခြင်းမဟုတ်ပါဘူးကျွန်တော်တည်တော်တော်လေးညှောက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ထပ်ကျွမ်းကျင်ပြီးတော့မှကျွန်တော်ထပ်တော်တဲ့ဆရာသမားတွေရှိပါတယ်ကျွန်တော်အရင်လေးစားပါတယ်เนาะသူတို့လည်းအဲကျွန်တော်ချင်းညီကိုတွေစတင်တဲ့ညီကိုလေးကလေးညီငယ်လေးရယ်တဲ့သူတို့ပဲကိုတင် जा ပေးရဲ့လူကိုလေးစားမှုရှိပါဒီလိုသေးဆက်ဆံပါလို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်အချင်းချင်းလည်းညီကိုရေချင်းချင်းလည်းတရားတရားမျှဝေပေးဖို့ကျွန်တော်မြစ်တာရက်ခံတယ်เนาะအဲကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလောက်ဝပေးပါအောင်ဒါမှလည်းကျွန်တော်ရဲ့ video file လေး HC လို့ရှိကိုတက်မှာဖြစ်ပါတယ်เนาะဒီပို့လို့ရှိကိုကျွန်တော်ရဲ့ YouTube channel လေးတက်တက်ရမယ်အဲကျွန်တော်နောက်ပိုင်းဒီထက်မှကအဲနည်းနည်းခက်ခဲတဲ့အရာတွေပေါ့เนาะကျွန်တော်လေ့လာတာတွေဟာတွေကိုကျွန်တော်တင်ပြပေါ်မှာဖြစ်လို့ကျွန်တော်ရဲ့ YouTube လေးကို subscribe လေးလောက်ပေးရပါအောင်ဒီမှာကျွန်တော်ခြိပြပြပြမယ်เนาะနင်းနေခြိရမပြတ်ဘူးခြိရတန်းလိုက်ပါလာတယ်เนาะ Okay အဲ့တော့ဖြေရှင်းကြမယ်เนาะ โอเคရှင်းဘယ်လိုရှင်းမလဲဆိုတော့ရှင်းမပြတ်တာ哦မယ်ဝင်ပိုင်းရမရတော့ပုံနဲ့ရှင်းမယ်เนาะโอเค you pick ရပါเนาะအဲ PO pick เสียလည်းမလိုလည်းအပြင်ရလည်းရတယ်เนาะဒါဆိုကျွန်တော်အပြင်ရလည်းတက်မယ်เนาะအပေါင်းလေးကိုထည့်ရမယ်เนาะ PO နှိပ်ပြီးတော့ရှင်းပေါ်ရှင်းเนาะ PO တစ်ချက်ပဲနှိပ်မယ် pick ရမလို့အပေါင်းလေးနှိပ်မယ်เนาะเนาะเนาะ pick ရမယ်နှိပ်မယ်နှိပ်မယ်နှိပ်မယ် အဲ့မှာနံပါတ်နော် P နံပါတ်ကိုတခြားကြည့်ပါ။ဟုတ်လား။နံပါတ် P 38နော်။38ရောက်လို့ရှိရင်ညားလေးကိုနှိပ်ပါ။ပြီးရင်မဟိုပေါ်ပြရတယ်နော်။နော်။ပုံမရအောင်ဖြစ်ပါရတယ်။နော်။အဲ့မှာနှုတ်ပေါင်းလေးကိုနှိပ်လိုက်မယ်ပြီးရင်ပေါ့ဆွဲညားလေးနဲ့စိတ်ပြီးပေါ်လို့ရှိရင် P ကိုတစ်ချက်နှိပ်ပါ။โอเค။ပြီးရင် P နောက်တစ်ချက်ထည့်နှိပ်မယ်။ အဲ့ဆိုရင်ချက်ကြည့်မယ်နော်โอเคချီပြတ်သွားပါပြီဒီမှာတခြားကြည့်ပါနော်အဲအားလုံးချီမိတ်ဆွေကြီးကိုအားလုံးစင်ပြေကြပါသေးနော်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပါဒါမှကျွန်တော်ရဲ့ video file တွေမြန်မာတက်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီကနော်စကြီးပိုင်းတွေပြဖို့စီရင်ရှိပါတယ်နော်ကျွန်တော်အားရင်အားသူတင်ပြအောင်ဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေး subscribe လုပ်ပေးပါပါအားလုံးကြည့်ကြည့်တင်ပါတယ်ချီကြီးကိုလေးအားလုံးကြက်မှချမ်းသာပါသေးနော်